တုံနဲ့ချယ်ရီကတ်တွန်းတွေကအပေါက်လေးတွေနဲ့ cheese တုံးကြီးတုံမန်ချယ်ရီကတ်တွန်းငါးကိုကြည့်ဘူးကြတဲ့သူတိုင်းဂျယ်ရီရမ်းကြိုက်တဲ့အပေါက်လေးတွေနဲ့ cheese တုံးကြီးကိုမှတ်မိကြမှာပါအဲ့ဒီ cheese ကကတ်တွန်းကားထဲမှာပဲရှိတယ်လို့ထင်နေလားတကယ်တော့အပြင်လောကမှာတကယ်ရှိနေတဲ့ cheese တစ်မျိုးဖြစ်ပါလိမ့်ဒီနေ့မှာတော့အဲ့ဒီ cheese ရဲ့နောက်ခွေကဘယ်သူမှမသိသေးတဲ့အန်ဝေါ်စရာအကြောင်းတွေကိုကျွန်တော်ကပြောပြပေးမှာပါဒီ cheese ရဲ့နာမည် stick ကတော့ Amantol cheese လို့ခေါ်ပြီးသူ့ကို cheese တရဲ့ဘယင်လို့တောင်မှတင်စားကြပါလိမ့်။သူ့ရဲ့မွေးရည်မြေကတော့ ကမ္ဘာအလားဆုံးနေရာတွေကတစ်ခုဖြစ်တဲ့ဆွစ်ဇာလန်နိုင်ငံက M တောင်ကြားဒေသလေးမှာပါစိမ့်ဆိုနေတဲ့တောင်ကုန်းတွေပေါ်မှာလွတ်လွတ်လပ်လပ်ကျဆားနေတဲ့နွားတွေကနေရာတွေအရေအသွေးမြင့်ဆုံးနွားနို့တွေကိုတောင်းပြီးဒီ cheese ကိုပြုတ်လောက်ထားတာပါဒီ cheese ကိုလွယ်လွယ်ကူကူအထင်မသေးလိုက်ပါနဲ့ကျွန်တော်တို့တွေ့နေကြ cheese တုံးလေးတွေနဲ့လုံးဝမတူပါဘူး Amantal cheese ဘီလုံးကြီးတစ်လုံးဟာအလေးချိန်ကီလိုဂရမ်100တခါတလေပေါင်120ကျော်အထိရှိတတ်ပါသည်ဒါဟာအရွယ်ရောက်ပြီးသားလူတစ်ယောက်ရဲ့ကိုယ်လေးချိန်ထက်တောင်မှပိုများနေပါသေးတယ် ပိုပြီးအောင်ဖို့ကောင်းတာကအဲ့လိုမျိုး cheese ဘိလုံးကြီးတစ်လုံးကိုလုပ်ဖို့အတွက်နွားနို့လီတာ100ကျော်ဂါလန်300နီးပါးလိုအပ်တယ်ဆိုတဲ့အချက်ပါပဲစဉ်းစားကြည့်ပါနွားကောင်ရဲ့ဓာစင်တဲ့ခြေကောင်နေရပောင်းများစွာဒိုင်းငယ်နိုးညံ့ယူရတဲ့ပမာဏကို cheese stone တစ်ခုထဲမှာအကုန်သုံးထားတာပါဒီလောက်တောင်ကုန်ကျန်းနေအများကြီးသုံးရလောက်ရခံရတာလက်ဝင်တော့သူ့ရဲ့ဈေးနှုန်းကလည်းမသေးပါဘူး Amantel cheese ရဲ့ပါပါလီတစ်ချက်ကတော့မှဒေါ်လာရာနဲ့ချီပီတန်ဖို့ရှိနိုင်ပါ ರೀ ။ဒါပေမဲ့ဈေးကြီးတိုင်းနဲ့လူတိုင်းကြိုက်ကြတာမဟုတ်ပြန်ပါဘူး။ သူရဲ့အရသာနဲ့ပတ်သက်ပြီးလူတွေကြောင်းမှအမြင်နှမျိုး꿰နေပါ ರಿ cheese ကိုခုံမင်းတဲ့သူတွေကတော့ amanda cheese စာအခုံမှဒီလိုမှုရဲရက်နဲ့အတူတူနည်းနည်းချိုပြီးတော့အရသာအရင်ပြေးပါ ರಿ cheese တရဲ့ဘရင်ဆိုတဲ့နာမည်နဲ့ထိုက်တန်နေဆိုပြီးတော့ချီးကျူးကြပါ ರಿ တချို့ကကြတော့လေလုံးဝအကြိုက်မတွေ့ကြပါဘူးသူတို့ကတော့အနန်းကတမျိုးကြီးပဲစားလိုက်ရင် rubber တုံးဝါနေရသလိုပဲအရသာကလည်းထူးထူးဆန်းဆန်းကြီးနဲ့ရှာမဆွဲကြံနေတယ်လို့ဝေဖန်ကြပြန်ပါ ರಿ ကဲဒီ cheese ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးဘိုင်းကိုရောက်လာပါပြီ။ ဲ့ဒါကတော့သူ့ရဲ့အမှတ်သားဖြစ်တဲ့အပေါက်လေးတွေပါပဲဒီအပေါက်လေးတွေကိုဘယ်လိုလုပ်ထားတယ်လို့ထင်လဲစမ်းနေဖောက်ထားတာလားဒါမှမဟုတ် cheese လုပ်တဲ့သူတွေကဒုတ်ချောင်းတွေနဲ့ထိုးထားတာလားလုံးဝမဟုတ်ပါဘူးအပေါက်လေးတွေရဲ့တကယ်လက်တွေကမျက်စိနဲ့မမြင်နိုင်တဲ့အနုစည်းဝါးပိုးမွှားတွေဖြစ်တဲ့ဘက်တီးရီးယားတွေကြောင့်ပါပဲ cheese လုပ်တဲ့အခါမှာအကျိုးပြုဘက်တီးရီးယားအမျိုးအစား၃မျိုးကိုထည့်သွင်းအသုံးပြုထားပါသည်အဲ့ဒီထဲကဘက်တီးရီးယား၁မျိုးဟာ cheese ထဲမှာရှိတဲ့ lactic acid ကိုစားသုံးပြီး carbon dioxide ဓာတ်ငွေတွေကိုထုတ်လွှတ်ပါသည် အဲ့ဒီတန်းငွေတွေက cheese star ရဲ့မှာဘူပေါင်းနေတွေလို့ဖြစ်လာပြီးအချိန်ကြာလာတာနဲ့အမျှ cheese star ကတဖြည်းဖြည်းမာသွားတဲ့အခါမှာလှပတဲ့အပေါက်လေးတွေအဖြစ်ကျန်နေတာပါ cheese ပညာရှင်တွေအတွက်တော့ဒီအပေါက်လေးတွေရဲ့အရွယ်အစားကအရင်အရေးကြီးပါ ड़ी cherry သီးရွယ်တော့ရှိတဲ့အပေါက်လေးတွေကအကောင်းဆုံးအခြေအနေကိုပြသပါ ड़ी အပေါက်တွေကသေးလွန်းနေရင်ဒါမှမဟုတ်လုံးဝမရှိရင် cheese ကကောင်းကောင်းမရသေးပါဘူးဘက်တီးရီးယားတွေအလုပ်ကောင်းကောင်းမလုပ်ဘူးဆိုတာကိုပြနေတာပါအပေါက်တွေကအရင်ကြီးပြီးပုံစံမမှန်တော့လဲတစ်ခွခုမာရွေးနေပြီး cheese ပြတ်စီးနေပြီဆိုတဲ့အထိပ္ပယ်တက်ရောက်ပါရီဒါကြောင့်မလို့ကျွမ်းကျင်တဲ့ cheese လုပ်ငန်းရှင်တွေဟာအရာမ cheese ဘိန်းလုံးကြီးတွေကိုမခွဲခင်မှာလက်နဲ့ခေါက်ကြည့်ပြီးထွက်လာတဲ့အတန်ကိုနားထောင်ပြီးတော့အတွင်းထဲကအပေါက်တည်းရဲ့အခြေအနေကိုခံမှန်းကြပါရီဒါဟာနှစ်ပေါင်းများစွာအတွေ့အကြုံတွေကရတဲ့အမှုပညာတစ်ခုပါပဲဒီတော့နောက်တစ်ခါတွမ်မန်ဂျယ်ရီကတုံးကားကိုပြန်ကြည့်တဲ့အခါမှာဒီလိုအပေါက်ပါတဲ့ cheese ကိုတွေ့တဲ့အခါဖြစ်ဖြစ်ဒါဟာရိုးရိုး cheese တောင်မဟုတ်ဖ ೇನೆ ဆွစ်ဇာလန်ရဲ့လှပတဲ့သဘာဝနွားနုပေါင်းများစွာရဲ့အစီအနှင်းနဲ့မျက်စိနဲ့မမြင်ရတဲ့ဘက်တီးရီးယားလေးတွေရဲ့ အံ့ဩဖွယ်ရာလက်ရာတစ်ခုဆိုတာကိုသတိရလိုက်ပါ